ကဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဒီကနေ့မေလ9ရက်နေ့မှာထွက်စီခဲ့တဲ့နိုင်ငံပိုင်သတင်းစာနဲ့ပုဂ္ဂလိကသတင်းစာတွေကကောင်းလို့ရရာတွေကိုဖတ်ကြားပေးတဲ့အစီအစဉ်ကိုစတင်တော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကိုအောင်သူနဲ့အတူကျွန်တော်လက်ဆောင်တို့ကတင်ဆက်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုလင်းဆိုင်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဒီနိုင်ငံပိုင်သတင်းစာတွေကိုပေါ့နော်ပုဂ္ဂလိကသတင်းစာတွေကိုဒီပါလာတဲ့ဒီမြန်မာဖုံးပေါ်ကကောင်းကြီးသတင်းတွေကိုကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျာပထမဆုံးဒီနိုင်ငံပိုင်သတင်းစာဒီကျေးမုံကပေါ့နော်ကျွန်တော်ကောင်းကြီးသတင်းတစ်ခုကိုရွေးချယ်ထားပါတယ် 2016ခုနှစ်တဲ့အင်ချမ်းမြေဇင်းတို့အနာဂတ်အလားလာသည်နိုင်ငံတော်အစိုးရသည်ပြုပြင်ပြောင်းလဲနိုင်သောအင်ချမ်းမြေဆိုင်ရာမူဝါဒအပေါ်မှာမူတည်နေပါတယ်ဆိုတဲ့သတင်းတစ်ခုပေါ့နော်ဟုတ်ကဲ့ပါဗျာဒါကတော့ဒီကျေးမုံသတင်းစာရဲ့နှဖုံးပေါ်မှာပါလာတာပါခင်ဗျာနောက်နံပါတ်1ဒီ11သတင်းစာပေါ်မှာပါတဲ့သတင်းကောင်းစဉ်ကတော့အင်းစိန်မြို့နယ်တဲ့မိရထားစက်ကောင်းယုံအတွင်းစီကော်စစ်ဆက်ယုံနဲ့ပလတ်စတစ်ဆက်ယုံမီးလောင်ကျွမ်းမှုဖြစ်ပွားတယ်ဆိုတဲ့သတင်းမှာ7 day သတင်းစာရဲ့နှစ်နှဖုံးခေါင်းကြီးသတင်းမှာပါလာကတော့ ဖားကန်တွေနဲ့တရတဲ့ပေါက်ကွဲမှု၅ကြိမ်ဖြစ်တယ်ဆိုတဲ့သတင်းတွေပါခင်ဗျာဟုတ်ကဲ့ပါဗျာဒါတော့ဒီကနေ့ထွက်လာတဲ့သောသတင်းစာရင်းနဲ့ပေါ့နိုင်ငံပိုင်သတင်းစာရင်းနဲ့ပုဂ္ဂလိကသတင်းစာရင်းရဲ့ခေါင်းစဉ်သတင်းတွေကိုဖတ်ပြပေးခဲ့တာပါကျွန်တော်ကတော့နောက်ထပ်ကျေးမုံသတင်းစာမှာပါတဲ့အိဒါအပေါ်တစ်ပုဒ်ကိုကျွန်တော်ဖတ်ပြပေးခြင်းပါတယ်ခေါင်းစဉ်ကတော့ဂိုင်းခါနာကင်းစင်သည့်နိုင်ငံရေးဆိုပြီးတော့ခေါင်းစဉ်ပေးထားပါတယ်ကိုရင်းဆက်ရေးဒီမှာအိဒါက တုံးသက်ပြထားတာကတော့မြန်မာနိုင်ငံသွင်းတဲ့ဥနုတခင်တင်တဲ့ဥကြောင်ငိမ်ဥပါဆွေတို့ရဲ့တန်ရှင်းတည်မြဲဖားစပလာအကွယ်အပြည့်နောက်ပိုင်းမှာစတင်ကတဲ့နိုင်ငံရေးစန့်ကျင်ရေးနိုင်ငံရေးသမားစန့်ကျင်ရေးခေကြီးတခင်မနေ့တနေ့ကအထိရှိခဲ့ဘူးပါတဲ့နိုင်ငံရေးသမားဟူတဲ့လက်တွေ့မကျသူတွေအလုံးမဖြစ်သူတွေကိုကျိုးရှည်တန်းတင်တဲ့သူတွေစသဖြင့်ပေါ့နော်တစိမ့်ကတ်ခံခဲ့ရပါတယ်ဆိုပြီးတော့အဲဒါကနေတော့အဖွဲ့မှာရေးသားထားပါတယ်အမျိုးဘာသာတာတာနာဝိုးတဲ့စောင်းတိတဲ့မြမအမျိုးသား နိုင်ငံရေးလုပ်သူများကတဲ့အမှန်တကယ်တိုင်းပြည်ချစ်သည့်ဟူသောသဘောဖြေတဲ့နိုင်ငံရေးသမားဟူတဲ့အာနာနိုင်ငံရေးသမားများအမျိုးသားနိုင်ငံရေးနဲ့မတူခြားနာတဲ့ကွဲပြားသူအဖြစ်အမည်နာမအမျိုးမျိုးသက်ကနိုင်ငံရေးစန့်ကျင်ရေးအယူအဆကိုတဲ့ပြည်သူကြားမှာဝါဒဖြန့်ချီခဲ့ပါတယ်ဒီလိုနဲ့တဲ့နိုင်ငံရေးသမားဆိုတာတဲ့ပြည်သူတို့ကမလိုလားသူများလိုလိုသူတို့တည်သားတဲ့နိုင်ငံရေးကိုအမှန်တကယ်လုပ်သူများလိုလိုတဲ့လက်တွေ့ဘဝမှာတဲ့အဲ့ဒီနိုင်ငံရေးသမားတွေကိုနာမည်အမျိုးမျိုးဖြတ်ရင်း အမျိုးသားနိုင်ငံရေးအမည်သက်ကနိုင်ငံရေးအာဏာယူခဲ့တီတို့ဒီတဲ့ချက်ချင်းစုတယ်လို့ကြီးပွားချမ်းသာကြကုန်ကတဲ့ကိုကျိုးရှာနိုင်ငံရေးသမားဟုတဲ့ဆွဆွဲခံရသူတွေထက်အစာပေါင်းများစွာကြွယ်ဝကြလေဒီဆိုပြီးတော့အဲ့ဒါရေးထားရေးထားပါတယ်ဗျဒီမှာဆက်ပြီးတော့ဖော်ပြထားတာကတော့ထင်ရှားတယ်တဲ့မြန်မာနိုင်ငံရေးခေါင်းဆောင်တွေထဲမှာတဲ့အများပြည်သူပစ္စည်းတွေကိုအလွဲသုံးစားလုပ်တာကိုကျိုးရှာပြီးချမ်းသာသူဆိုပြီးတော့လက်ညှိုးထိုးပြစရာရှားမှရှားဖြစ်တယ်လို့တဲ့အမျိုးသားနိုင်ငံရေးဟုတွင်တွင်អော်ပြီးတော့ နိုင်ငံရေးအာဏာရယူခဲ့သူတွေထဲမှာချမ်းသာကြွယ်ဝသမျှကိုယင်ကော့ပြီးအစစ်စေးခံဝန်းသူလဲရှားမှရှားရှိခဲ့ပါတယ်တဲ့တခိတခါကတဲ့အချို့သောနိုင်ငံရေးသမားတွေကတဲ့ကိုကျိုးမငယ်ပဲပြည်သူအကျိုးကိုအနစ်နာခံဆောင်ရွက်ကြသူတွေဖြစ်ပေါ်ဖြစ်တော်လဲတဲ့ယုံကြည်ချက်ပေါ်မူတည်ပြီးတော့၎င်း၎င်းလုပ်ငန်းစဉ်ပေါ်မှာမူတည်ပြီးတော့၎င်း ါတီဒါမှမဟုတ်ဘူးဆိုရင်အဖွဲ့အစည်းနဲ့နှီးဆက်ရွေ့တော်၎င်းအုပ်စုဖွဲ့မယ်ဂိုင်းကဏ္ဍဖွဲ့တက်ကြတဲ့အလေးထားတွေရှိခဲ့ပါတယ်တဲ့အဲ့ဒီလိုဂိုင်းကဏ္ဍတွေကြောင့်ပဲတဲ့မလိုလားအပ်တဲ့အုပ်စုကွဲမှုတွေအချင်းချင်းထိုးနှက်မှုတွေဖြစ်ကြပြီးပြည်သူလူထုကလည်းတဲ့အဲ့ဒီအကွဲအပြဲတွေကိုတဲ့စိတ်ပြက်ခဲ့ကြပါတယ်တဲ့ယနေ့ကာလမှာလည်းနိုင်ငံရေးသမားစန့်ကျင်ရေးလှုပ်တာကိုကျိုးရှာခဲ့သူတွေရဲ့အသွင်းတရုတ်ကိုတဲ့ရှင်းရှင်းကြီးမြင်ခဲ့ကြတဲ့ပြည်သူတွေကတဲ့ နိုင်ငံရေးသမားတွေကိုတဲ့တောင်းတောင်းတားတလူလူချင်းချင်းနိုင်ငံရေးအာဏာစင်မြင့်ပေါ်ကိုတဲ့ပြန်လည်တင်မြှောက်ပေးထားကြပြီလည်းဖြစ်ပါတယ်တဲ့နိုင်ငံရေးသမားတွေပြည်သူထောက်ခံမှုအပြည့်အဝရရှိကတိုင်းပြည်ပြန်လည်ထူထောင်ရေးအကောင်အထည်ဖော်ဆောင်ရွက်နေချိန်မှာနိုင်ငံရေးခေါင်းဆောင်တွေရဲ့ရင်ကျက်မှုအမျှော်မြင်ကြီးမှုသဘောထားပြေဝမှုတွေကိုတဲ့မွေးမြူပြသရန်လည်းလိုအပ်ပါတယ်တဲ့ပါတီအသီးသီးကတဲ့နိုင်ငံအကျိုးဆောင်ရွက်မယ်တဲ့နိုင်ငံရေးသမားစစ်စစ် နိုင်ငံရေးခေါင်းဆောင်များ တမိုင်းတင်ကန်းစာကောင်းကောင်းယူပြီးတော့ဂိုင်းခန္ဓာကင်းကင်းနဲ့တဲ့နိုင်ငံအကျိုးကိုအောင်မြင်စွာထမ်းဆောင်နိုင်ပါစေတည်းဆိုပြီးတော့အဲ့ဒါကနေပြီးတော့အဲ့အအပေါ်မှာဖော်ပြပေးထားပါတယ်ကိုလင်းဆိုင်ဟုတ်ကဲ့ဒါကတော့နိုင်ငံရေးကိုနိုင်ငံရေးလို့လုပ်ဖို့ပေါ့နော်ဟုတ်ကဲ့ပါဗျာဆွဲဆွဲခဏဆွဲဆွဲလုပ်လို့ကျွန်တော်နိုင်ငံရေးတမကောင်းကောင်းပြီးသားလာမှာမဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ပါဒီကတော့အဲ့ဒီတာအပေါ်မှာပြောဆိုထားပါတယ်ခင်ဗျာတကယ်လဲကိုပဲဒီဘ ෝජ ုတ်နောက်ပိုင်းမှာတစ်ခါလာလဲဘ ෝජ ုတ်တစ်ခါလာလဲဘ ෝජ ုတ်ပဲကျွန်တော်တို့အကုန်နေရတာပေါ့နော်ဘ ෝජ ုတ်ကိုပဲဒီနိုင်ငံရေးတမတွေကနိုင်ငံရေးတမကောင်းတယောက်ကိုဆွဲထုတ်နေရတာဟုတ်ကဲ့ပါခုနောက်ပိုင်းမှာဒီခေတ်ကာလာဒီပါတီရဲ့အောက်မှာတော့ ဘယ်ပါတီကဘယ်သူလုတ်ခဲ့တယ်ဆိုတဲ့နိုင်ငံသမားအကောင်ကိုဆွဲထုတ်နေတဲ့ကျွန်တော်တို့စံပြဖြစ်လာတဲ့နိုင်ငံသမားမပေါ်သေးဘူးပေါ့နော်ရှားနေသေးတယ်ဆိုတဲ့အကြောင်းကိုအက်ဒီတာအသုံးသက်လိုဟန်ဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ခေစနစ်အရာလဲဖွံ့ဖြိုးတိုးတက်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ social network တွေပေါ်မှာဝါဒဖြန့်ချီမှုတွေလုတ်တဲ့အခါမှာပြည်သူတွေရဲ့ထင်ရောင်ထင်မှားဖြစ်မှုကိစ္စတွေနဲ့နိုင်ငံရေးကစားလက် ပုံစံမျိုးတွေဂိုင်းကနအကွဲအပြေးတွေကနိုင်ငံကိုဘယ်လောက်ထိနှက်နာတယ်လဲဆိုတာကိုလည်းအဲ့ဒီသားထောက်ပြထားတာတွေ့ရပါတယ်ကိုလင်းစိန်ဟုတ်ကဲ့ခင်ဗျာဟုတ်ကျွန်တော်ဒီဒုတိယဒီပုတ်အနေနဲ့ပေါ့နော်ဒီ11သတင်းစာထဲမှာပါတဲ့နော်သတင်းဒီပုတ်ကိုရွေးချယ်ထားပါတယ်ဟုတ်ကဲ့ဗျာဟုတ်ကဲ့ဒါကတော့ဒီသတင်းကောင်းစင်မှာရေးထားတာကတော့ဒေါ်ဆန်းစုကြည်နဲ့ NCA အရဖွဲ့စည်းထားသည့်ကော်မတီမှတက်မတော်ကိုယ်စားလှယ်များယနေ့တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားကြောင်းသိရပါတယ်တဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့တနင်္ဂနွေလောပြက်ခတ်တိုက်ခိုက်မှုရဲစဲရဲသဘောတူစာချုပ် NCA အရဖွဲ့စည်းထားတဲ့ကော်မတီမှာတက်မတော်ကိုယ်စားလှယ်များသည်မေလ9ရက်နေ့တွင်တွဲဆုံဆွေးနွေးရန်စီစဉ်ထားကြောင်းသတင်းရရှိပါတယ်တဲ့ဒီသာကိုတော့ကျွန်တော်တို့အလဲဘေးကနေပို့ဒီဖော်ပြထားတာပေါ့နော်ဟုတ်ကဲ့ပါဗျာအဲ့ဒါကြောင့်မလို့ဒီအောက်မှာပြောထားတာကနေပြည်တော်မှာတဲ့ April 29ရက်နေ့ကပြုလုပ်ခဲ့တဲ့ဒေါ်ဆန်းစုကြည်နဲ့ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့်ပြည်ထောင်စုအဆင့်ပြက်ကတ်တက်ခိုက်မှုရေစရေပူတွဲစောင့်ကြည့်ရေးကော်မတီ JMCU တဲ့တာဝန်ရှိသူများရဲ့ဆွေးနွေးပွဲမှာမေလ9ရက်နေ့နဲ့10ရက်နေ့တို့တွင် NCA အရဖွဲ့စည်းထားတဲ့ JMC နင်းနဲ့ပြည်တော်စုငញ្ញံရေးဆွေးနွေးမှုပိုးတွဲကော်မတီတို့မှကိုယ်စားလှယ်များနဲ့တွေ့ဆုံဆွေးနွေးရန်အကြံပြင်ဆွေးနွေးမှုများရှိခဲ့ကြောင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များရဲ့ပြောကြားချက်အရာသိရပါတယ်ဆိုပြီးတော့ဖော်ပြထားတာပေါ့နော်အဲအဲ့ဒီမှာဒါနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ JMC ရဲ့အတွေ့အမှုဖြစ်သူပေါ့နော်ချင်းအမျိုးသားတက်ဦး CNL ကဒေါက်တာဆွေခါကဒါနဲ့ပတ်သက်ပြီးသူကဘာပြောထားလဲဆိုတော့ကိုယ့်ရဲ့နေ့မှာတော့တဲ့ကိုယ့်ရဲ့နေ့ဆိုတာဒီနေ့ပေါ့နော်ကိုယ့်ရဲ့နေ့မှာတော့တဲ့သူတို့ JMC အစိုးရကိုယ်စားလှယ်တွေနဲ့နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်တို့ဆွေးနွေးမယ်ဆိုတာကြားပါတယ်တဲ့ ကိုရဲ့နေ့မှာပဲတဲ့ကျွန်တော်တို့ ਨੇ ဘယ်တော့မှဆွေးနွေးမယ်ဆိုတာလည်းသိရပါမယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဒီနေ့မှာဆွေးနွေးဖြစ်မယ်ဆိုတဲ့အကြောင်းကိုသူကကြားတဲ့အကြောင်းပြောပြီးတော့ပေါ့နော်အဲ့ဒီဒီနေ့မှာဆွေးနွေးဖြစ်တဲ့နေ့မှာပဲကျွန်တော်တို့ ਨੇ ဆစ်ဆက်ပြီးဘာလဲဆွေးနွေးမယ်ဆိုတာသိရမှာပါတဲ့ဒါကြောင့်မလို့တဲ့ GMCU ကိုအစိုးရကိုယ်စားလှယ်10ဦး NCA လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ၈ဖွဲ့ကပေါ့နော်ကိုယ်စားလှယ်၁၀ဦးနဲ့နှစ်ဖက်မှာအစိုးပြုသောအရဲသားကိုယ်စားလှယ်၆ဦးစုစုပေါင်း26ဦးဖြင့်ဖွဲ့စည်းထားရာအစိုးရကိုယ်စားလှယ်၁၀ဦးအနက်မှာတက်မတော်မှဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကကော်မတီဥက္ကဋ္ဌဖြစ်၎င်းနဲ့ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ဗိုလ်ချုပ်ထွန်းထွန်းအောင်ဗိုလ်ချုပ်အောင်ကျော်စောဗိုလ်ချုပ်မင်းအောင်ဗိုလ်ချုပ်အောင်စိုးတို့ကအဖွဲ့ဝင်များဖြစ်၎င်းဘုံမှုကြီးဝဏ္ဏအောင်ကအတွင်းမှုနှစ်အဖြစ်လောက်တော့တာဝန်ယူခဲ့ပါတယ်ဆိုပြီးတော့ဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာ ဒေါ်ဆန်းစုကြည်နဲ့ JMCU တာဝန်ရှိသူများရဲ့ April 29ရက်တွေ့ဆုံပွဲမှာတဲ့ဒေါ်ဆန်းစုကြည်ကအပြစ်ခက်ရစဲရေးလုပ်ငန်းများမှာတဆင့်ထာဝရငင်းငယ်ရေးရရှိအောင်လှုံ့ဆော်မီဖြစ်ကြောင်းအပြစ်ခက်ရစဲရေးလုပ်ငန်းများတည်တံ့ခိုင်မြဲမှလည်းထာဝရငင်းငယ်ရေးလုပ်ငန်းများကိုလုံနိုင်မည်ဖြစ်ကြောင်း JMCU ထဲမှာပါဝင်ကြသူများဒီတဲ့ကဘာတော်မှာလုံနေသည့်ပြစ်ခက်တိုက်ခိုက်မှုအစီအစဉ်များနဲ့ပတ်သက်ပြီးတော့လေ့လာထားသည့်ပုံကူများဖြစ်၍တကယ်ရစဲရေးများတွင်တဲ့သဘောတူညီမှုထက်တည်တံ့ခိုင်မြဲရေးကပိုမိုခက်ခဲသည်ကိုသိကြမည်ဖြစ်ကြောင်း ဒါကဒေါ်ဆန်းစွတ်ကြီးကသုံးသက်ပြီးပြောဆိုထားတာလေးပေါ့နော်ဟုတ်ကဲ့ပါဒါကြောင့်မလို့တဲ့ဒီပြက်ခက်ရဲစိတ်သဘောတူစာချုပ်အများစုရဲ့ဓာတ်ကင်တော့90သေးတဲ့ဒီလာပိုင်းအတွင်းမှာပြန်လဲပြတ်သွားမျိုးကိုမိမိအနေဖြင့်ကြားသိရကြအောင်တဲ့ဒါတွေကတော့ပေါ့နော် GMCU ကမြေမြအရေးကြီးတယ်ကိုပြသသည့်တက်တည်ဖြစ်တယ်ကိုပြောကြခါဆိုပြီးတော့ဒီအလဲဘင်းကပေါ့နော်ဟုတ်ကဲ့ဒီလေးအခြေအနေတွေကိုသုံးသက်ပြီးတော့ဒီမှာစူပေါ့ပြီးတော့ပေါ်ပြထားတာကိုတွေ့ရပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါကျွန်တော်တော့နောက်ထပ်သတင်းတစ်ပုဒ်ပေါ့နော်ကျွန်တော် 7day သတင်းစာမှာပါတဲ့သတင်းတစ်ပုဒ်ကိုကျွန်တော်ဖတ်ပြပေးကြပါမယ်ပဲခူးတိုင်းတွင်တဲ့ ကလေးကစားခွင့်အမီခံအကျွေးစိတ်ဂိမ်းဆိုင်များလိုင်စင်ချထားမှုပြန်လည်စီစစ်ရန်တိုင်းအစိုးရစီစဉ်ဆိုတဲ့သတင်းတွေပါပဲဒီသတင်းမှာဖော်ပြပေးထားတာကဘိုးတိုင်းဒေသကြီးအတွင်းနဲ့ကလေးကစားခွင့်အမီခံကလောက်ကန်နေသူဟုတိုင်ကြားသူများရှိတော့တဲ့အကျွေးစိတ်ဂိမ်းဆိုင်များကိုလည်းလုပ်ငန်းလိုင်စင်ချထားပေးခြင်းများပြန်လည်စီစစ်မည်ဖြစ်ကြောင်းနဲ့ဘကိုးတိုင်းစီပင်တာယာရေးနဲ့လူမှုရေးဝန်ကြီးဦးမမောင်လွင်ကပြောကြားပါတယ်တဲ့သူက ဘာပြောလဲဆိုတော့ကလေးကစားကွင်းအမိခံပြီးတော့လေလောက်ကစားပြုလုံးနေကြတယ်လို့တင်ပြလာမှုတွေရှိပါတယ်တဲ့ကလေးကစားကွင်းဂိမ်းဆိုင်တွေကိုတဲ့တိုင်းဒေသကြီးစီဝင်ကနေလိုင်စင်ချထားပေးတယ်ဆိုတာကြောင့်လည်းဘယ်လိုစာချုပ်စာတန်းတွေနဲ့လုပ်ငန်းလိုင်စင်ချထားပေးတာတွေဘယ်လိုလုပ်ထားတယ်လဲဆိုတာကိုပြန်လည်စီစဉ်ပါဆိုပြီးတော့ဒီပေါ့နော်လူမှုရေးဝန်ကြီးပေါ့နော်စီပင်တာယာရေးရေးနဲ့လူမှုရေးဝန်ကြီးဦးမောင်မောင်လွင်ရပြောကြားခဲ့တာပါဒါကတော့မေလ6ရက်နေ့ကဘကူတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ပြည်မျိုးဒေသခံတွေတွေ့ဆုံရမှာတဲ့ပြည်မျိုးနယ်ဒီချုပ် သတင်းနဲ့ပြန်ကြားရေးမှဥကြော်ကြော်ညံဝင်းကပြည်မျိုးမှာရှိတဲ့အကျွေစိတ်ဂိမ်းဆိုင်တွေကိုတဲ့ကလေးကစားကွင်းအမိခံကလောင်းကစားပြုလုပ်နေခြင်းကြောင့်လိုင်စင်တက်တန်းတိုးပေးခြင်းများကိုတဲ့လိုအပ်တယ်လို့စစ်စစ်ဆောင်ယူဆောင်ရွက်ပေးနိုင်ရန်တင်ပြတောင်းဆိုခဲ့တဲ့အချိန်မှာသူကပြောဆိုခဲ့တာပေါ့နော်ဒီမှာသတင်းရဲ့နောက်ဆုံးမှာဖော်ပြပေးထားတာကတော့အကျွေစိတ်ဂိမ်းဆိုင်များတွင်တဲ့ရက်ွက်အုပ်ချုပ်ရေးမှုကတဲ့ဥပဒေနဲ့အညီဖွင့်လှစ်လျင်တဲ့ကန့်ကွက်ရန်မရှိကြောင်းထောက်ခံပေးရပါတယ်တဲ့မြို့နယ်ရဲတပ်ဖွဲ့ကတဲ့ လဲတဲ့ရက်ွက်အုပ်ချုပ်ရေးမှုရဲ့ထောက်ခံချက်အရဆက်လက်ထောက်ခံပြီးတော့မြို့နယ်ထွေအုပ်ခရိုင်ထွေအုပ်မြို့နယ်စီပင်တိုင်းစီပင်တို့ရဲ့အစင်းစင်ခွင့်ပြုချက်အရလုပ်ငန်းလိုင်စင်ရရှိကာဖွင့်လှစ်ရခြင်းဖြစ်ကြောင်းလဲဦးကျော်ကျော်ညံဝင်းကဆက်လက်ရှင်းပြထားတာပေါ့ဒီသတင်းကဖော်ပြထားပါခင်ဗျဟုတ်ကဲ့ကျွန်တော် ကတော့ဒီသတင်းတစ်ပုဒ်အနေနဲ့ဒီ The Voice ကပေါ့နော်ကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျာဒါကတော့ရက်ွက်အုပ်ချုပ်ရေးမှုနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ပါခင်ဗျာဟုတ်လိုင်နာယာမြို့နယ်တွင်အစင်းတန်ရာ၌ငွေတောင်းခံသည်ဟုဆိုကပြည်သူများကစံတထုတ်ဖော်ခဲ့ပါတယ်တဲ့ နိုင်နိုင်ရမျိုးနဲ့အမှတ်20ရက်ကွက်အုတ်ချွေရီမှုယာယီမှုနဲ့ဆဲအိမ်မှုများကအဲစင်းတိုင်ကြသူများကိုတဲ့ငွေကြေးကောက်ခံသည်ဟုဆိုတာတဲ့ရက်ွက်နေပြည်သူတရားခန့်ကမေလ၈ရက်နေ့ကနနက်၈နာရီအချိန်မှာပေါ့နော်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းပအဝင်သူများထံမှသိရပါတယ်ဆိုပြီးတော့ဒီသတင်းစာမှာဖော်ပြထားတာပါအဲ့ဒီရက်ွက်အုတ်ချွေရီမှုဦးကြီးစွေကားတဲ့အဲစင်းနဲ့ရက်ွက်ထောက်ခံသူများကလာရောက်ပြုလုပ်သူများကိုတူးလျင်ကြက်တထောင်ကောက်ခံသောကြောင့်ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်းဆန္ဒထုတ်ဖော်သူများကတဲ့အမှတ်၂၀ရက်ွက်အုတ်ချွေရီမှုကိုအလိုမရှိ ရက်ခွဲအုပ်ချုပ်ရေးမှုနဲ့ဆယ်မှုယာယမှုကိုပြည်သူစံတန်းနဲ့ပြန်လည်ရွေးချယ်ပေးစသည့်ဗနိုင်းများကိုကင်ဆောင်ကားတဲ့အဟုတ်ပြီးတော့နိုင်သာယာမြို့နယ်အမှတ်20ရက်ခွဲအပိုင်း6မှာအမှတ်ဆက်ဆက်6ရင်လိုင်းဂိတ်ဟောင်းဆရာဆန်လန်နဲ့နောက်ထပ်ပင်လုံဈေးနဲ့မိခွက်ဈေးကိုအများကိုဖြတ်ပြီးတော့ညောင်တုံးလမ်းမကြီးအောင်မြေသာယာကွန်းတီစံတထုတ်ဖော်ခဲ့ကြပါတယ်တဲ့ဒါကတော့ရက်ခွဲအုပ်ချုပ်ရေးမှုယာယမှုဆယ်မှုတွေပါပေါ့နော်ဒီလိုအစင်းလာတိုင်းနဲ့သူတို့ကိုငွေကောက်ခံလို့ဆိုပြီးတော့နိုင်သာယာမှာကျွန်တော်တို့ဗနိုင်းတွေထောင်ပြီးတော့စံတ ဖော်ထုတ်ခဲ့တဲ့သတင်းတစ်ခုပါခင်ဗျာအဲဒါနဲ့ပတ်သက်ပြီးတော့ဒီအစင်းတိုင်တဲ့သူတွေကပြောလဲဆိုပါဦးမယ်နော်အဲဒီမှာကိုနေဦးရဲ့ပြောကြားချက်ကိုကျွန်တော်ဖတ်ပြပါမယ်ခင်ဗျာအစင်းလာတိုင်တဲ့သူတွေတဲ့ထောက်ခံစာလာလုတဲ့သူတွေစီကနေပတ်စံတောင်းတယ်တဲ့ရက်ွက်အုပ်ချုပ်ရေးမှုရုံးပိုင်မြေကိုတဲ့ကိုကျိုးအတွက်ငှားစာတယ်တဲ့တာဝန်ရှိသူတွေအနေနဲ့တဲ့ဖြည့်ရှင်းမပေးရင် သက်ဆိုင်ရာမြို့နယ်တဲ့ခရိုင်အုပ်ချုပ်ရေးမှုတွေစီကိုတိုင်ကြားစာပို့มาပါဆိုပြီးတော့စန္ဒဖော်ထုတ်ခဲ့တဲ့နေရာမှာပါဝင်ခဲ့တဲ့ကိုရွေဦးကပေါ့နော်ဒီသတင်းကိုကျွန်တော်တို့ကိုကားနိုင်အောင်ဒီမီဒီယာကိုဖြည့်ပြထားတော့ပါခင်ဗျာအဲ့တော့ရက်ွက်အုပ်ချုပ်ရေးမှုအဖွဲ့ကတဲ့အစင်းတိုင်ကြားခြင်းထောက်ခံစာပြုလုပ်ခြင်းများကိုငွေကြေးကောက်ခံခြင်းမရှိတဲ့ကဲ့သို့ရုံးပိုင်မြေနေရာကိုလည်းတဲ့ကိုကျွတ်တွေသုံးဆွဲခြင်းမရှိကြောင်းရက်ွက်တွင်နေထိုင်သောစက်ရုံအလုပ်သမားများကကိုယ်တိုင်လာရောက်မတိုင်ကြားနိုင်သဖြင့်လူငှအဖြစ်တိုင်ကြားရမှာ ၎င်းတို့လာတိုင်ခိုင်းသူကိုငွေကြေးပေးရခြင်းသာဖြစ်ကြောင်းမတ်လ30တရက်နေ့မှာစတင်ကအမှတ်20ရက်ွက်အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်သူဦးကြီးစွေကပြန်လည်ဖြေကြားပါတယ်တဲ့နောက်ဆုံးမှာတော့ရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှူးများခံထားခြင်းနဲ့ပတ်သက်ပြီးအများပြည်သူကြီးညိုလေးစားပြီးတိတ်ခါတမာရေးစီတဲ့ပုံကူများကိုသာဥပဒေနေဥပဒေနဲ့အညီတဲ့ပြည်သူစံနာအတိုင်းပြန်လည်ရွေးချယ်ခံထားရန်နိုင်ငံတော်တမနာရုံးကဒီပြီးခဲ့တဲ့ဧပြီလထဲမှာပဲပေါ့နော်အကြောင်းကြားစာထုတ်ပြန်ထားတယ်လို့ကျွန်တော်တို့သတင်းမှာဖော်ပြထားပါတယ်ခင်ဗျာ ဒါတော့တစ်ဖက်ကနေပြီးတော့မကျေနပ်လို့တော့နော်ကျွန်တော်တို့အစင်းတိုင်းတာတွေထောက်ကန်စာတွေလုပ်တဲ့ကိစ္စမှာပတ်စံတောင်းတာကိုမကျေနပ်လို့စန္ဒပြတယ်။တစ်ဖက်ကတာဝန်ရှိတဲ့သူတွေရတဲ့သူတို့ကိုပြန်ပြီးတော့သူတို့မဟုတ်တဲ့ဥစ္စာကိုပြောတဲ့အတွက်ကြောင့်ပြန်ပြီးတော့တရားစွဲမယ်အပြန်လန်းတော့ဖြစ်နေတယ်။ဒီတရင်ကဒီကိစ္စတွေကမှန်မမှန်တော့ကျွန်တော်တို့လည်းမသိရတော့သေးဘူးပေါ့နော်။တကယ်စစ်စစ်ဆောင်ရွက်ပြီးတော့ဘယ်သူကမှားလဲမှန်လဲဆိုတော့သိရမှာပါ။ဟုတ်ကဲ့ပါခင်ဗျာ။နောက်ထပ်ပေါ့နော်ကျွန်တော်ကတော့ဒီစံတော်ချိန်နေ့စဉ်တရင်စာမှာပါတဲ့ကာတုန်တစ်ပုဒ်ကိုကျွန်တော်ဖတ်ပြပေးခြင်းပါတယ်။ဒီကာတုန်လေးကတော့ ကာတွန်ဆရာဖူရှန်ရဲ့လက်ရာလေးပါဗျသူကဘာပြောထားလဲဆိုတော့လူနှစ်ယောက်ရှိတယ်ဗျတယောက်ကပြောတယ်ရန်ကုန်စီပင်နယ်နိမိတ်မှာတဲ့ဆိုင်ကယ်စီးနှင်းခွင့်မပြူဘူးဗျဆိုတော့တယောက်ကပြောတယ်နောက်တယောက်ကဘာပြန်ပြောလဲဆိုတော့ရပါတယ်ကွာလေမီသက်ဝစ်ဆုံစီပင်ဝစ်ဆုံအဲ့ဒါမှမဟုတ်ဘူးရင်းနဲ့ပတ်စံ9000နဲ့ပြန်ရွေးပြီးစီးဖို့ဆိုပြီးတော့ပြောတယ်တယောက်ကရန်ကုန်မြို့ထဲမှာဆိုင်ကယ်စီးနှင်းခွင့်မပြူတဲ့ကိစ္စကိုပြောတယ်နောက်တယောက်ကနေပြီးတော့ဆိုင်ကယ်စီးခြင်းရင်မီသက်ဝစ်ဆုံတော့မဟုတ်ဘူးဆိုရင်စီပင်ဝစ်ဆုံတွေဝစ်ပြီးတော့စီးလို့ရတယ်ဆိုတော့ထောက်ပြပေးထားတယ်ကိုလင်းဆက် ဒီဆိုင်ကယ်တွေစီးနင်းခွင့်မရှိဘဲနဲ့ဗျံပရာစီးလို့မလို့ကယ်တီတွေဆွဲလို့မလို့ဆိုင်ကယ်နောက်မှာပါတဲ့လူတွေလည်းကနောက်ပါသွားလို့အသက်သေဆုံးခဲ့တဲ့လူတွေကလည်းပြီးခဲ့တဲ့နှစ်မှာကိုတကယ်မနေခဲ့ပါဘူးခင်ဗျာဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ဒီကနေ့မေလ9ရက်နေ့မှာထွက်စီခဲ့တဲ့အစိုးရသတင်းစာပௌဒ္ဓကသတင်းစာတွေကကောင်းလို့ရတယ်ကိုဖတ်ကြားပေးတဲ့အစီအစဉ်ကိုရနာတော့မှာဖြစ်ပါတယ်ခင်ဗျာဒီအစီအစဉ်ကိုစောင့်မျှော်ကြည့်ဆွနေကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်စီပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ